ချိန်ဒီကတိညမာဒီလုံးမကင်းတဲ့ဘုံကတိညိုရိုင်းကင်းတဲ့ကတိညွာရိုင်းကင်းတဲ့ကတိညမာမီလူအပေါင်းတို့နှစ်တိုင်းပြေလူမြတ်ဘုံကတိ ဲ့ကထေးတရက်သေးခင်းနဲ့ကထေးအကြိမ်သာပေါင်းသူကြောင်းနဲ့မှာပေလူကြီးရိုးရမပြတ်ကုန်ကထေးတို့မြမပြည့်ရဲ့ချစ်စရာမဟာဘုံကထေး မာမီတဝမ်းကရက်မြက်ဖို့ကတိယောမြူကြတဲ့တို့ရဲ့ပုံကတိမယိုးတဲ့ဒီအချိန်အလှရှင်အလှမစူပေါင်းရတဲ့ပုံကတိဘာသာညူတာဒနာညူမှုရဲ့ကဲစီက காட்டிலோ mabiye kisi ya mahabu kati. same way. Oh. လုံးရောမဆုံးစီတဲ့ပွဲဘုံဘုံ ပမာလန်းဆန်းကြစေတော်ဗုဒ္ဓဘာသာမြမလူမျိုးတို့ရဲ့စေတနာတုံးတန်တရားဝေဖြူမောက်စွာလူတန်းကြတဲ့ကောင်းမှုဒေသနာတော်သာသနာပေါင်းတွင်တော်တွင်နေရှင်ပြွယ်တော်ဘုရားထင် จิตีဖြာတက်နေဝပမာလန်းဆန်းညစီတော်ဘုရားပါတာမြတ်မာသူမျိုးတို့ရဲ့စေတနာတုံးပြန်တရားဝီဖြူမောက်စွာလူတန်းကြရတဲ့ကောင်းမှုဒီသနာတော်သာသနာပေါင်းတွင်တို့တွင်နေရှိပြုဝဲတော်ဘုကတိလူဝဲစင်ွယ်တို့သာပြောသာဓုသာဓုသာဓုခေါ် မောက်စွာလူတန်းကြရဲ့ကောင်းမှုဒေသနာတော်သာသနာပေါင်းအတွင်းကိုသွင်းနေရှိပြုဝဲတော်ဘုက္ခထိန်လူဝဲစင်တွေတို့တာပြောသာဓုသာဓုသာဓုခေါ်စီတော်အလူတော်အလူတော်စိတ်တည်ဖြားတတ်နေဝပမာလန်းဆန်းကြစေတော်ဗုဒ္ဓဘာသာမြမလူမျိုးတို့ ိတ်နာတုံးတံတရာဝေဖြူမောက်စွာပြူဒန်းကြဲ့ကောင်းမှုဒေသနာတော်သာသနာပေါင်းတွင်သွတ်သွင်းနေရှိပြီဝေယောဘုဒ္ဓေအမှုဝေစိနွေလူကယောတာဒုတာဒုတာဒုကထိန်နုမောဒနာအနေနဲ့ဥစဉ်နည်းနည်းပြောမယ်နော်ကထိန်ဆိုတာဆွမ်းမှာဆိုပိန် ကျောင်းမှာဆိုသိသင်္ကန်းမှာဆိုကထိန်ယရနာမှာဆိုစိမ်ဆိုပြီးတော့ဒီလိုမှတ်တမ်းတင်ကြယရနာ၄ထဲမှာလည်းပဲတန်ဖိုးအစီဆုံး အခိုင်ခံဆုံးပစ္စည်းဟာစိမ်လို့ဒီလိုပြောတယ်ဆွမ်းလောင်းတဲ့နေရာမှာလည်းပဲပိဏပါဒဒုတင်ပိဏပါဒဆိုတာ စွမ်းကံလက်လက်စားဒကာဒကာမတွေပြင့်နေဆုံးလိုက်မစားဘူးကြောင်းလာပို့တဲ့ဆုံးမစားကိုယ့်ရဲ့ခြေသလုံးကိုအိမ်တိုင်းပြုတ်ပြီးတော့ကိုကိုကို အာကိုပြီးစွမ်းကံတော့သပိတ်ထဲကြတဲ့ဆုံးကိုပဲစားတာအဲ့ဒါမျိုးကိုပိဏပါဒဒုတင်လို့ဒီလိုခေါ်အဲ့လိုဒုတင်သောမထေကို လောင်းခွင့်ရတဲ့ဆွန်းဟာလဲဆွန်းနဲ့မှာတော့အမျက်ဆုံးပဲဒီလိုပြောကျောင်းမှာဆိုရင်သိင်းနဲ့သိင်းကလည်းပဲတန်ဃာတော်တွေမွေးဖွားရာဖြစ်တဲ့အတွက်ဒါကြောင့်သိင်းကျောင်းအလှလည်းပဲ အမြတ်ဆုံးပဲတဲ့ဒီလိုပြောသင်္ကန်းလှူတဲ့အခါမှာဟာဂါပတိစီဝရတထေးတွေလှူတဲ့သင်္ကန်းအစ္ဆေကစီဝရအစောတလင်ရှောင်းတခင်လှူတဲ့သင်္ကန်းစသဖြင့်သင်္ကန်းတွေအများကြီးဘုဒ္ဓဝါဒီကမိုးရေကန်သင်္ကန်းဝါဇုကန်နိလှူတဲ့ဝါဇုသင်္ကန်းအဲ့လိုသင်္ကန်းတွေသင်္ကန်းတွေအများကြီးရှိတဲ့အထက်မှာကထိန်သင်္ကန်းကတော့အမျက်ဆုံးပဲတဲ့ဒီလိုပြောတာ ဘာဖြစ်လို့မြတ်တယ်လဲမေးကိုရှိလို့ကိုပတ်ဆံရှိလို့ကိုအစဉ်ပြေလို့လှူရင်သင်္ကန်းကပုံကိုကိုလှူလို့ရဥစဉ်ကိုကြည်ညိုဥစဉ်လှူလို့ရတခြားတစ်ပါးကြည်ညိုတခြားတစ်ပါးလှူလို့ရကထင်းကအဲ့လိုမဟုတ်စောစောကဆိုပြီးတန်ဂတ်တာဒေးမှာတန်ငါကိုလှူရတပါးတဲ့ရှိတဲ့ကြောင့်ဖြစ်နေပါစေတန်ငါကိုပဲယူမှတ်လှူရတပါးတဲ့ရှိတဲ့ကြောင့်မို့တပါးကိုကထင်းခင်းနေလို့ဒီလိုမမှတ်ရဟုတ်လား ကထင်းကထူးကြတာအဲ့ဒါအဲ့လိုသံဃာကိုလှူရီမှပြီးလှူတဲ့အတွက်တာကြောင့်ဒီကထင်းသင်္ကန်းဟာမြတ်တယ်လို့ဒီလိုပြောလို့ရဒါရင်လားမိရတော့မဟုတ်ဘူးကျန်တဲ့ဝါဆိုသင်္ကန်းတို့ကလှူတဲ့လူပဲကုသိုလ်ရတယ်ဝတ်တဲ့လူကုသိုလ်မရဝိယုံလို့ကောင်းတယ်မကောင်းမှုချမ်းသာတယ်ဒါတော့ပဲရှိတယ်အကျိုးတရားကြတော့ကထင်းသင်္ကန်းလို့မရဘူး ကထိန်သင်္ကန်းကြတော့လှူတဲ့လူလဲလှူရတဲ့အကျိုးကျေးဇူးရတယ်အလှခံတဲ့ပုဂ္ဂိုလ်လဲလှခံတဲ့အတွက်ဒါကြောင့်အကျိုးကျေးဇူးရအဲ့ဒါကြောင့်ကထိန်သင်္ကန်းကိုဟာအမျက်ဆုံးသင်္ကန်းလို့ဒီလိုပြောကြတယ်စိတ်ထားလေးထားတတ်ဖို့ပြောတာတစ်ဘာကိုယိမှန်းရမယ်တန်ငါကိုယိမှန်းရမယ်ဟုတ်ပြီလားကထိန်သင်္ကန်းဆိုတာတန်ငါတော်တို့အတွက်ဖျားပေးတဲ့စုတစ်မျိုးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်က ပထမမှာကထိန်သင်္ကန်းမရှိဘူးကထိန်မပြောနဲ့ဝါဆိုဖို့ဟိုမြတ်စွာဘုရားမပြည့်ညတ်သေးဝဇိတာဗုဒ္ဓတိကာရဲ့အဖွင့်ဆိုရဆိုရင်ကထိန်ဖြစ်တာဟာဇတတမင်းဘယင်ဖြစ်ပြီးတဲ့နောက်မှကထိန်ဆိုတာဖြစ်တယ်လို့ပြောအဲ့ဒါကိုတိတိကျကျတွက်လိုက်မယ်ဆိုမြတ်စွာဘုရားပြိဋိဘံစံဂန္ဒီ၈နှစ်အလိုကြမှာဒီကထိန်ကဖြစ်တာ 45ဝါနေဝတဲ့မြတ်စွာဘုရားပြိဋိဘံစံဃာနိ7နှစ်လုံးမှာကထိန်စပေါ်တယ်ဆိုတော့ကထိန်မပေါ်ခင်မှာသူတော်ကောင်းတွေစဉ်းစားဖို့ပေါ့အချိန်ကြီးအများကြီးဟုတ်လားမြတ်စွာဘုရားဝါတော်30ကျော်မှမှဒီကထိန်ဆိုတာစဖြစ်တယ်ဘလို့စဖြစ်တယ်လဲလို့မေးလိုက်ရင်မြတ်စွာဘုရားနဲ့ဘုရားဖြစ်ပြီးကစားစတွေ့ထားခဲ့တဲ့သူတော်ကောင်းတွေတိပိသဗတ္တဝဂီညီနောင်3ချိန်မ3ချိန်လဲ ဗတ္တဝက်ကီဗတ္တဆိုတာကောင်းသောဝက်ကဆိုတာကအစုကောင်းတဲ့အလုတ်ကိုစုပေါင်းလုပ်လို့အဲ့ဒီသံဃာ30ကိုဗတ္တဝက်ကီလို့ဒီလိုခေါ်တယ်ကောင်းတဲ့နေရာမှာ စုပေါင်းရင်ဘာဝက်ကီဗတ္တဝက်ကီမြတ်စွာဘုရားကတော့တင်စားတယ်ပြားတွေရဲ့စုပေါင်းခြင်းမျိုးပဲတဲ့ဒီနေရာမှာပြားကောင်လေးတွေစုပေါင်းတယ်ရင်ကောင်တွေလည်းစုပေါင်းတယ်ရင်ကောင်တွေကမကောင်းတဲ့နေရာမှာသွားပေါင်းတယ် မိုက်ပုံတို့ဟာအပုပ်အဆတ်တို့မကောင်းတဲ့နေရာမှာရင်ကောင်တွေတည်ယုံယုံနေတယ်။ပြားကောင်တွေကအဲ့လိုနေရာမှာသွားအောင်။ပြားကောင်တွေကလှလှပပရှိတဲ့ပန်းလေးတွေနေရာမှာသွားတာ။လှလှပပရှိတဲ့ပန်းလေးတွေကမှပန်းဦးကြီးလေးတွေစိုးပြီးတော့သေးကြခိုင်မာတဲ့နေရာမှာအုံဖွဲ့ပြီးတော့မိုးရွာလေတိုက်ရင်ရှားဖွေတဲ့အခါအစင်မပြေတဲ့အခါမှာစားဖို့အစင်စစ်ဖြစ်အောင်ညင်ညွညွတ်တက် တက်ညီလက်ညီနဲ့စုပေါင်းကြတယ်တဲ့ပြားတွေရဲ့အလေးကလေအဲ့တော့မြတ်စွာဘုရားကပြားကိုပုံပြုအယေစု၍ထားမှုလိမ္မာလွန်ချမ်းသာ၏ 退缩。ချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းပဲပြေပါစေခမညာရွှေမိုးတေရွာငွေမိုးတေရွာဒီနေ့ရံပြပန်းစာတိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းလဲပြေပါစေခမညာ ွင်လာနဲ့ပွင့်လန်းကြပါစေသိစုတွေမကြမကြပေါလို့တထည်ကြီးဖြစ်ပါစေအလောက်ကိုင်းခွင်လာနဲ့ပွင့်လန်းကြပါစေသိစုတွေမကြမကြပေါလို့တထည်ကြီးဖြစ်ပါစေဒီနံတွေရောင်းဝယ်ပေါကဆိုင်ရတဲ့ဘာတွေပေါ်ပါစေတောင်သူဥကြီးတို့တွေလက်ပြမငွေတီးလို့ကြောကြောပြောနိုင်ကြပါစေတို့များจิตသားတွေတောင် ဒါသာဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်ဒုံရဲ့ခေတ္တလေးချောင်းစူတောင်းလို့မြတ်ဒါသာဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်ကြောသားရင်သာမကွဲကြမဲ့မင်းကောင်းမင်းမြတ်တည်ပါစေအပြောင်းနိုင်ကြပါစေပြောင်းနိုင်ကြပါစေကျွန်တော်အတန်ကြားတဲ့နေ့မှာအစိတ်ချမ်းသာလို့ကိုယ်ချမ်းသာလို့ပြောင်းနိုင်ကြပါစေ